အားလုံးပဲမြင်လာပါပုံမှန်တိုင်းပဲပေါ့ match recap အစီအစဉ်လေးကနေပြီးပြန်လဲကြိုးဆိုးပါရယ်ပုံမှန်တိုင်းမှာပဲဒီပွဲကတကယ်ကိုကြည့်လို့ရှိလို့ကောင်းတယ်ရင်ကုန်စရာခိုက်တန်နေလဲရှိခဲ့ရပေါ့နော်ဒါပါတော့အစင်းနေတောက်တန်းကအမာယူနေလို့လို့ကိုရရှိနိုင်တဲ့ chance တွေကိုမယူသေးအထုံးမချနိုင်ခဲ့တာတွေ Bruno Fernandes ရဲ့လှပါတဲ့ free kick တွေတွေ့လိုက်ရတာတွေ Declan Rice ရဲ့ကောင်းမွန်တဲ့အဆုံးသတ်မှုတွေနဲ့အတူပွဲကတကယ်ကိုမြန်မြန်ဆိုင်ပြီးတော့ရှိခဲ့တယ်သို့တော်လည်းပဲ အာဆင်နယ်ဘက်ကပေါပေါရွရွကစားနေတာကိုတွေ့ရတယ်။မန်ယူဘက်ကတော့သူတို့အမှတ်လိုချင်စိတ်တော့ပိုပြီးတော့ရှေ့လိုခံစားရတယ်။အဲ့တော့သူတို့ပိုယုံကန်နေပေါ့နော်။ဒါပေမဲ့အနိုင်ရလက်တော့မဖြစ်သွားခဲ့ဘူး။တကယ်ကျွန်တော်အာဆင်နယ်ပွဲရဲ့ previous goal တွေပါခံမှန်းတာတွေပါကြည့်ရင်ကျွန်တော် follow လေးပါလုပ်ထားကြနော်။အဲ့တော့ဒီပွဲမှာလည်းထပ်မှန်းနေပေါ့နော်။ကျွန်တော်တည်ကြနိုင်ရများတယ်။1-1လို့ကျွန်တော်မှန်းနေ။နိုင်ခဲ့ရင်တော့အာဆင်နယ်နိုင်မယ်လို့မှန်းနေပေါ့နော်။ အမေ8ခုကတော့လွယ်ကောင်းလွယ်မယ်ပေါ့တကယ်ပွဲထဲမှာတော့မန်ယူကပို့ပြီးတော့နိုင်မှုအတွက်ဒေချန့်ကြီးမြင်းမြတ်ဆဆရရှိသွားခဲ့တယ်ပေါ့နော်သို့တော်လည်းပဲပွဲရတကယ်ရလကဝဝနဲ့ပြီးဆုံးသွားခဲ့တယ်အာဆင်နယ်ပရိသတ်တွေအဓိကဝမ်းသာစရာကတော့အာဆင်နယ်အသင်းရဲ့ main player ဖြစ်တဲ့ Gabriel Martinelli တန်ရာကနေပြန်လဲသက်သာလာပြီးတော့ဒုတိယပိုင်းမှာဝင်ရောက်ကစားသွားတယ်ပေါ့နော်သူပါဝင်လာတဲ့အချိန်မှာအသင်းရဲ့တိုက်စစ်ကစားဟန်ကလည်းပို့ပြီးတော့မြင့်တက်လာတော့တွေ့ရတယ်အဲ့အတွက်ကိုတကယ်ဝမ်းသာပါတယ် ဒီနေ့ပွဲမှာတော့ man of the match ကိုတော့ Declan Rice ရရှိသွားတယ်ရလေးရတင်နေပေါ့နော်။ Arsenal team မှာအကောင်းဆုံးကစားသမားဆိုလို့ Partey ရဲ့ Rice ကတင်ပါရေပေါ့နော်။အဲ့တော့ကျန်တဲ့ကစားသမားတွေလည်းသူ့အထိုက်လျောက်တော့သူကောင်းနေဆိုပေမဲ့ Odegaard ဆိုလည်းမလိုလားတဲ့အကွက်ပြမှုတွေပါနေနဲ့။ဘာလို့လုံးလုံးမအောင်တေချာမသိတော့ဘူးပေါ့နော်။ Transfer ဆိုလည်းအပိုင်ခွင့်ရေးတွေလွှဲချော်ခဲ့တာရှိတယ်။အဲ့တော့ထားလိုက်ပါ။ဒီနေ့ပွဲမှာတော့ Arsenal team ကပေါ့ပြပြကစားဟန်တွေရှိခဲ့တယ်။အဲ့ဒီအတွက်ကြောင့်မလို့ ကိုပေးရလို့ညီပါအချင်းတွေလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့မန်ယူသင်းဘက်ကအသုံးမချနိုင်ကြတဲ့အတွက်ဒီအသမတ်ရရှိခဲ့တာပေါ့နော် MOV ကတော့အိဇာကောင်းကောင်းလောက်လာတယ်သူအာဆင်နယ်ကိုဒုက္ခပေးနိုင်တဲ့ကစားရတစ်ခုကိုပြင်ပြီးတော့ဆော့သွားခဲ့တာအဲ့အတွက် MOV ကိုတော့အထူးချီးကျူးတယ်မာတင်နယ်လီနစ်ကယ်လီကိုတော့ကျွန်တော်အထူးတလဲမချီးကျူးနေတော့ဘူးသူတို့ဝင်လာပြီးနောက်ပိုင်းမှာအာဆင်နယ်ကစားပေါ့ကောင်းမလာလီဆိုဒီတိုင်အောင်လိုအပ်တဲ့အမှတ်တွေတော့ရရှိခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်တို့အနိုင်ရရှိနိုင်ခဲ့တဲ့အသင်ကမန်ယူဖြစ်နေတယ် ကျွန်တော်တို့ကန်ကောင်းပြီးတော့တေးသမက်ရလာတယ်ပေါ့နော်ကျွန်တော်တို့တေးရဲ့ပေးတဲ့အမားတွေကနေပြီးတော့ပေးလိုက်ရနိုင်တဲ့ကိုယ်တွေလည်းရှိခဲ့ရပေါ့နော် ပြီးတော့နောက်တစ်ခုမိကုန်ထုတ်စရာကကွန်နာရီအများကြီးရရှိရအောင်ကကွန်နာနေပြီးကိုယ်ဖြစ်မပြောင်းနိုင်တော့ဒီနောက်ပိုင်းမှာအာဆင်နယ်ကွန်နာနေကိုယ်ရတာတော်တော်ရှားလာပြီဒါကလည်းပြိုင်ဘက်တွေကသူတို့ရဲ့ကွန်နာနေကိုယ်ရယူနိုင်တဲ့အနေထားကိုသိရပို့ပြီးတော့ focus ထားလာတာလည်းပါတယ်ဆိုပေမဲ့လည်းပဲဒီဘက်မှာပြန်ပြီးတော့အားနေသွားပြီဒါဆိုတာမိကုန်ထုတ်စရာရှိတယ် နောက်ထပ်ဝန်ထမ်းစရာတစ်ခုကတော့ KND ရဲ့နေစီကနေပြီးတော့ passing တစ်ခုတွေးလိုက်ရတယ်ပေါ့နော်ပြောမယ်ဆိုရင် Arsenal တင်းရင်ကဂျင်းနဲ့ချက်တဲ့ရောက်နေတဲ့အချိန်ဒီမှာကျွန်တော်မျှော်လင့်နေရတာပဲ DNA တို့လို Van White တို့လိုကစားသမားတွေနဲ့တောင်ပန်ကနေပြီးတော့တီချတဲ့ဖြစ်တယ်မို့ပြဖို့မှုတွေကနေပြီးတော့900ရှိအောင်လို့စ조사တင်နေပေါ့နော်အခု DNA ပြလိုက်တဲ့လို Trossap လွဲချော်သွားခဲ့ရဆိုသည့်တိုင်အောင်အဲ့ပေးလိုက်တဲ့အလုံးဒီတော်တော်လေးကိုကောင်းမွန်တယ်ဒီဘွဲ့သေးရလကြအောင်အစနေတဲ့ကလေဗပူးတင်တဲ့ 15မိုင်တတိကွာသွားပြီပေါ့နော်ဂျာမန်တပွဲတော့ရောက်သေးရဲ့ဆိုပေမဲ့လည်းချန်ပီယံလမ်းကြောင်းတွေကတော့ဝေးတဲ့ပုံဝေးသွားပြီမန်ယူတင်းကလည်းပဲဥရောပဝင်ဝေးရဖို့အတွက်ကိုမသေးကြတဲ့အနေအထားမှာရှိနေတယ်အာဇနယ်တို့ချန်ပီယံလိမောက်ကိုဘယ်လောက်ထိဆက်ပြီးတော့လုပ်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့တကယ်ချင်းရဲ့အထင်မြင်လေးတွေလည်းဝင်ရောက်ဆွေးနွေးပြီးတော့ကြပါဦးကျွန်တော်ရဲ့ reggae အစီအစဉ်လေးကိုတော့ဒီမှာပဲရနာလိုက်ပါတယ်အဆုံးဒီ YouTube ရဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးသဘောကျတယ်ဆိုတော့ like follow subscribe share လုပ်ခြင်းအပြင်အကူအညီပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ